မင်္ဂလာပါရှင်ဒီဇင်ဘာလ18ရက်နေ့ညနေပိုင်းအတွက်ပြပို့ထားတဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျမလူမအောင်ပါပြပို့ထားတဲ့ဂျိုလူတိမ်ပေါ်မှာကြည့်မယ်ဆိုရင်တော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာကတိတ်အထင်အင့်ဖြစ်ထွန်းနေပြီးတော့ကျန်ဘင်္ဂလားပင်လယ်အော်မှာကတော့တိတ်ငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါရဲ့ရှင်မနိုင်ငယ်အော်မှာကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာကတော့တိတ်အထင်အင့်ဖြစ်ထွန်းနေတာကိုတွေ့ရပြီးတော့ကျန်တဲ့ဒေသတွေမှာဆိုရင်တိတ်အနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါရဲ့ရှင် တိုင်းတော့ခြေနေခတ်မှန်းချက်အနေနဲ့ကတော့ရခိုင်ကင်မရာမှာတနအီကို၈မိုင်ကနေ၁၂မိုင်လုံး၊မြဝကျော်မော်ကင်မရာမှာကတော့15မိုင်ကနေ18မိုင်လုံးနဲ့ကြံကင်မရာမှာဆိုတော့18မိုင်နဲ့ -10 လုံးလေးတက်ခတ်နိုင်ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခတ်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။စစ်တွေနဲ့ပသိမ်မှာတော့နေသားနိုင်တယ်လို့ခန့်မှန်းထားပါရယ်။ရန်ကုန်၊ပဲခူး၊မော်လမြိုင်နဲ့ဖအံစားတဲ့ဒီမြို့ကြီးတွေမှာတော့တိမ်အသင့်တည်းဖြစ်တော့နိုင်တယ်လို့ခန့်မှန်းထားပြီးတော့မကွေးမှာတော့နေရာကျကျမိုးအနေနဲ့ထိချုံရွာသွန်းနိုင်ပါရယ်။တဝဲမှာတော့ တိမ်ထူထွက်နိုင်တယ်လို့ခမန်းရရှိထားပါရရှင်ဆက်လက်ပြီးတော့ကြံတဲ့မြို့ကြီးတွေမှာဆိုရင်မုံရွာမြကြီးနာမန္တလေးတောင်ကြီးနဲ့ဟဲဟိုစာရည်ဒီမြို့ကြီးတွေမှာတော့မနှက်ဖြန်မှာနေသားနိုင်တယ်လို့ခမန်းထားပါရယ်ကြံတဲ့ဟာခာလာရှိုးနဲ့လိုက်ကောစာရည်ဒီမြို့ကြီးတွေမှာတော့မနှက်ဖြန်မှာနေရာကျကျမိုးအနှင်းငယ်တချုံရွာတော့နိုင်တယ်လို့ခမန်းထားပါရယ်ရှင် မွေးကျင်အခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့တပြည်လုံးလိုလိုမှာတော့မွေးကျင်တွေကရောကျနိုင်ပြီးတော့20မီလီမီတာအောက်ကိုလျော့နေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ညပူကျင်အခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့ကချင်ပြည်နယ်၊သကိုင်းနယ်အထက်ပိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်မှာ6ကနေပြီးတော့73ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံဒေသတွေမှာဆိုတော့14ရာနေပြီးတော့23ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။ မြမပင်လယ်ပင်ခြေနေခတ်မှန်းချက်အနေနဲ့ကတော့တန်းလိုက်ကင်မရာရှောက်နဲ့ကမ်းလောက်ပင်လယ်ပင်တွေမှာတော့လှိုင်းအသင့်တင်ကနေလှိုင်းကြီးနိုင်ပြီးတော့လှိုင်းမြင့်ပြီးတော့၄ပြီးရနဲ့9ပြီးတော့မြင့်တက်နိုင်ပါတယ်။ကျွန်မကင်မရာနဲ့ကမ်းလောက်ပင်လယ်ပင်မှာတော့လှိုင်းအသင့်တင်ရှိနိုင်ပါတယ်ရှင်။မန္လေးမြို့နဲ့အနီးတွဲတွင်ငါးရက်စာခတ်မှန်းချက်အနေနဲ့ကတော့နေသားနိုင်တယ်လို့ခန့်မှန်းထားပြီးတော့အမြင့်ဆုံးအပူချိန်ကတော့30ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။ ရန်ကုန်မြို့နယ်နီးတွိုက်တွဲငိုင်းစာခတ်မှန်းချက်အနေနဲ့ကတော့ရှေ့နှစ်ရက်မှာတော့တိမ်အထင်တဲဖြစ်တော့နိုင်ပြီးတော့ကျန်တဲ့ရက်တွေမှာဆိုတော့နေသားနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်ကတော့34ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။နေပြောနယ်နီးတွိုက်တွဲငိုင်းစာခတ်မှန်းချက်အနေနဲ့က16ရက်နေ့မှာမိုးနှင်းငယ်ရွာသွန်းနိုင်ပြီးတော့ကျန်တဲ့ရက်တွေမှာဆိုတော့နေသားနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်ကတော့30ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မြို့ကြီးတချို့ရဲ့မိုးလေဝသအခြေအနေခတ်မှန်းချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးပါအောင်မယ်။ကျေးဇူးတင်ပါတယ်ရှင်။